ိန်းတရာကနေတိန်းထောင် အတွင်းတက်မိုးရှိတဲ့ကိုက်ခန်းနဲ့မီနီကွန်ဒိုအခန်းတွေကို25ရာခိုင်နှုန်းအထိလျှော့ဈေးနဲ့ရောင်းချပေးရရှိရလို့အိုင်ယမာဟောက်စ်တော့ကွန်ကနေကြီးမှုကျင်းပတဲ့မြို့နယ်စုံအင်အားအယောင်ပြပွဲကနေတည်ရပါတယ်။ပြပွဲမှာတော့မြို့နယ်ပေါင်း၁၄မြို့နယ်မှာတိုက်ခန်းပေါင်း200ကျော်ကိုပြသထားတာဖြစ်ပြီးပွဲကျင်းပပြုလုပ်ရတဲ့အရွယ်ချက်တွေကိုအိုင်ယမာဟောက်စ်တော့ကွန်ရဲ့ဒရိုက်တာဒေါ်ဝါထွန်းကအခုလိုပဲပြောပါဗျ။ဒီပွဲပြမှာမှာတော့တိန်းတရာနဲ့တိန်းတထောင်အတွင်း အာတိုက်ခန်းနေမီနီကွန်ဒိုတွေကိုအရေးကြီးစနစ်နဲ့ရောင်းပေးတာပေါ့နော်အဲဆိုတော့အင်ဝယ်ဂျင်တဲ့လူတွေအတွက်အရင်အဆင်ပြေလုပ်ပေးထားပါတယ်ရှင်နားစင်ပေါ့နော်ဟိုဘယ်နဲ့ချိန်မယ်ဆိုလို့ရှိရင်ဂျိုပွိုင်းတိုက်ခန်းနေလို့အနည်းဆုံးသုံးလ၃သိန်းလောက်ကစပြီးတွင်းလို့ရတယ်ရှင်အဲဆိုရင်ဟိုအခြေခံလူတန်းသားတွေဝန်ထမ်းတွေပေါ့ဝန်ထမ်းရောင်းလို့မရှိနေပေးတာအခုပြုလုပ်တဲ့ပွဲမှာဆိုရင်ဆောက်လို့စေဆောက်လို့ပြီးနေထိုင်ခွင့်ကြပြီးတိုက်ခန်းနေ မီနီကွန်ဒိုများကိုအရေးကြပန်းချင်းဝေစနစ်နဲ့ရောင်းချပေးနေတာဖြစ်ပြီးဝေပေးချေမှုပုံစံတွေကိုဒေါ်ဝါထွန်းကအခုလိုပဲပြောပါဗျာ။အဲဆောက်လုပ်ပြီးသေးပါတယ်ဆောက်လုပ်စေလဲပါပါရှင်။ဆောက်လုပ်ပြီးမှမှန်မျိုးရှိရယ်ပေါ့နော်။ဆောက်လုပ်ပြီးမှမှပန်းနဲ့ချိတ်တယ်ဆိုလို့ရှိရင်အာ သွင်းပြီးတော့ကျန်တဲ့90ရာခိုင်နှုန်းဘန်90ရာခိုင်နှုန်းသွင်းပြီးတော့တက်နေလို့ရမယ်ပြီးလို့ရှိရင်ကျန်တဲ့90ရာခိုင်နှုန်းဘန်ကိုအခြေချစနစ်နဲ့သွင်းပြီးတော့နေထိုင်လို့ရမယ်ပေါ့အဲဒီပွဲမှာကျတော့အူတူချာချာအနေနဲ့ပေါ့တော့စမ်းချောင်းရယ်မယန်းကုန်းရယ်အင်းစိန်ရယ်အင်းမြူနယ်မှာရှိတဲ့တိုက်ခန်းမောင်းအာ40ကျော်ကျတော့မအားလို့က30ရာခိုင်နှုန်းသွင်းပြီးတာနဲ့တက်နေဝင်ပြီးမယ်ကျန်တဲ့90ရာခိုင်နှုန်းကိုကျတော့နှစ်နှစ်သုံးနှစ်အခြေချနဲ့ကုမ္ပဏီကတားလိုက်ပေးတာမျိုးလည်းထည့်သွင်းထားပါတယ်ရှင် ညနေဆုံးအိယာအယောင်းပြဝဲကိုတော့ဇွန်လ24ရက်နေ့ကနေ25ရက်နေ့ထိ Feedback Back မြန်မာကာချာဗယ်ရီမှာမနက်9:00နာရီကနေညနေ9:00နာရီအထိကျင်းပပြုလုပ်လျက်ရှိတယ်လို့သိရပါဗျာ။